ဆွမ်းလာဆိုင်အားလုံးဝမင်္ဂလာပါနော်ဒီနေ့မကြီးကတက်တူတင်းနဲ့ဝတ်သားချက်စာဖြစ်လို့လမ်းမြဝေပေးမှာဖြစ်ပါတယ်နော်အရင်ဦးဆုံးငရုတ်ချက်သွန်ထောင်းလာတာစီတက်မယ်ဒီထဲမှာမကြီးကငရုတ်ကောင်းလေးရောထောင်းထားတယ်နော်ငရုတ်ကောင်းအနက်မွမွေးလေးနဲ့ပေါ့နောက်ပြီးအယောက်တင်မုံနဲ့ဆွနွေမုံလည်းထည့်မယ် ချီတန်းနဲ့လေးမွေးလာပြီဆိုရင်တော့စားစနွင်းနဲ့ထားတဲ့ဝတ်သားကိုထည့်မယ်။အစီတုံးလေးတွေကဣနေတာပဲနော်။ဒါကမကြီးချစ်ချစ်ရဲ့အကြိုက်ပေါ့နော်။သူကဝတ်သားဆိုရင်အစီမအစီပါမစားတာပါ။သားကြီးပဲဆိုရင်လုံးဝလုံးဝမကြိုက်ပါဘူးနော်။ဒါကသူကိုယ်တိုင်ရွေးထားတဲ့ဝတ်သားတွေပေါ့နော်ဝတ်သားဆိုရင်အများအတန်းသူကိုယ်တိုင်ပဲဝယ်တယ်ပေါ့နော်ပြီးရင်တော့ပပားလှိထားတဲ့တစ်တူသေးတွေကိုထည့်မယ် တစ်ချက်နှစ်ချက်မွေပြီးရင်တော့ရေနွေးကိုလိုတလောက်ထည့်လိုက်မယ်ပေါ့နော်ဒါကမကြီးရဲ့ကိုနီကိုဟန်နဲ့ချက်ထားတာပေါ့နော်တငယ်ချင်းတို့ရောဝက်သားနဲ့တစ်တူတီကိုဒီထက်ရတာကောင်းလို့ချက်ရမလဲဆိုတာကိုကိုမဲမာလာပြီးအကြံပေးလို့ရတယ်နော်ပြီးရင်တော့အရတာအတွက် စားဟင်းခဲမုတ်တို့ကိုထည့်ပြီး ဝတ်သားတဲ့ကိုတစ်တုတ်ဒီအရသာတွေစိတ်ဝင်တဲ့အထီးကြကြတည်ထားလိုက်မယ်နော်ဟင်းအိုးတည်ထားတဲ့အချိန်မှာပြုတ်တိုးဖို့အရွက်လက်ခူးပါမယ်ဒါတော့အလေးကျပေါက်တဲ့ဘောစကိုင်းညွတ်တွေပေါ့နော်စူပေါ်ရွက်လို့အနံ့မွမွေးလေးနဲ့အရန်တိုးလို့ကောင်းတယ် ဒါကတော့ထိုင်းမှာအပေါ်ဆုံးတုတ်ဆရာတစ်မျိုးလို့ပြောလို့ရတယ်ပေါ့နော်ဒီအရွယ်ကိုရောတိကြလားမကြည်ကတော့မြန်မာလိုမခေါ်တတ်ဘူးနော်ကရင်လို6အောင်ဒီသားတို့လို့ခေါ်ပါတယ်အရွယ်လေးကလေးရင်နွေးဖြောယုံပဲချွတ်ချို့လေးနဲ့အရန်တုံးလို့ကောင်းတယ်နော်မြန်မာလိုဘလူခေါ်လဲဒီအရွယ်ကိုကိုမက်မှလာရေးပေးအောင်နော်ဒါကတော့ရလာတဲ့တုတ်ဆရာတွေပေါ့နော်ကဲဟင်းဦးလဲရလောက်ပြီဆိုတော့အရသာအတွက်တစ်ချက်မြည်ကြည့်လိုက်မယ် အရသာနည်းနည်းပေါ့နေတာနဲ့မကြီးကတော့ငံပြဲရင်နည်းနည်းထပ်ထဲလိုက်တယ်ပဲနောက်ဆုံးမှတော့ရှမ်းနဲ့နဲ့အုပ်ပြီးတော့ဟင်းကိုချလို့ရပါပြီခုကြည့်နေတဲ့လူကဘလို့နေလဲမသိဘူးပေါ့နော်မကြီးကတော့အဲ့ဒီလုံးနေရင်နဲ့ဗိုက်စားလာပြီပေါ့နော်ကဲတိုးစရာရည်တွေဖြောမယ်ပြီးရင်တော့ပြန်ဆက်ထားမယ်ပေါ့နော်အဲ့ဒီရင်တွေနဲ့ပဲဟိုတနေ့ကရေကတိတာထဲမှာစီရေရိုးတွေကျန်နေသေးတာနဲ့သူ့ကိုပါထက်ပြုတ်လိုက်တယ်ပေါ့နော် သူ့ကိုတော့နည်းနည်းကြကြပြောက်ရတယ်ပေါ့နော်သူကနူးမပူတိုးလို့ကောင်းတယ်ပေါ့နော်ကဲနူးပြီဆိုရင်တော့ခုနကရွေးဆက်ထားတဲ့ဗန်ထဲမှာထည့်ပြီးတော့အေးခံထားလိုက်မယ်ပေါ့နော်ထမင်းစားမယ်ဆိုရင်တိုးစရာအဆုံလေးပိုမိန်လေးပဲနော်ကဲထမင်းဝိုင်းပြင်ပါတော့မယ်ဒါကတော့ဝတ်သားသစ်တူသည်ချက်ပေါ့နော်နောက်တစ်ခွက်ကတော့ခရမ်းချင်သည်ငပိချက်ပေါ့နော်ငပိချက်ချက်ထားတာကိုတော့မပြတော့ဘူးပေါ့နော် ကဲကြည့်ကြပါအောင်ဒါကတော့မကြည်တို့ရဲ့ထမင်းစားတဲ့တုစရာဘန်းကြီးပေါ့နော်ကဲဒါကတော့မကြည်တို့ရဲ့စားချိစပွဲထမင်းစပွဲဝိုင်းလေးပါဒါကတော့မကြည်ပြင်ထားတဲ့မကြည်ရဲ့ထမင်းပကံလေးပေါ့နော်။ကရင်မဆိုတော့အစာတော့သိမကြည့်ရှာဘူး။ကဲစားလိုက်ပါအောင်မယ်အားလုံးပဲတက်တာ။